အန္တရာယိကဓမ္မအန္တရယ်ပြုနိုင်တဲ့အရာဘယ်နှခုရှိသလဲအန္တရယ်ဆိုတာဘာလဲဘက်ကမောက္ခဏံအန္တရာယံကရောတိတိကရွန်တိတိအန္တရာယိကသက်ခမောက္ခကောင်းရသူတိပုံကိုသက်ခမောက္ခဆိုတာတဏျာဝကလွတ်တဲ့နိဗ္ဗာန် အဲ့တော့တက္ခဆိုတဲ့နတ်ပြည်ဒုက္ကဋိဘုတ်မောက္ခဆိုတဲ့နိဗ္ဗာန်အဲ့တော့နတ်ပြည်မရောက်အောင်လည်းပဲအဟံတာဖြစ်တယ်နိဗ္ဗာန်မရောက်အောင်လည်းပဲအဟံတာဖြစ်တယ်အဲ့ဒီနိဗ္ဗာန်ရောက်ဖို့နတ်ပြည်ရောက်ဖို့အတွက်အန္တရာယ်ပြုတယ်ဆိုတာအဟံတာဈာဖြတ်ပြီးတော့ဖြတ်တောက်ပြစ်တယ်လမ်းကိုပိတ်ဆို့တတ်တဲ့တရားတွေ ပိစုတ္တလို့အဲ့ဒါကိုအန္တရာအန္တရာယိကအန္တရေပြုတဲ့တရားလို့သူတို့ခေါ်တယ်။အဲ့တော့ဒီအန္တရေဒီကုသဏ္ဏမှာဒီတဘာဝတရားတွေဖြစ်ပြီဆိုလို့ရှိရင်နတ်ပြည်လည်းမရောက်ဘူး၊နိဗ္ဗာန်လည်းမရောက်နိုင်ဘူးအဲ့ပုဂ္ဂိုလ်ဟာ။ကောင်းရင်သူဒီမရောက်ဘူးလို့ပြောတာနော်။ကဲကောင်းပြီ။ဒါအန္တရာယိကအဓိပ္ပာယ်။အန္တရာယိကဘယ်နှမျိုးရှိတုံးဆို၅မျိုးရှိတယ်။ နံပါတ်1ကကမ္မန္တရာယိကကမ္မကံတရားကလည်းအနိယေကိုဖြစ်စေတတ်တယ်။ဘာလဲလို့ဆိုရင်ပင်စာနန္တရိယကံကိုကျူးလွန်လိုက်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာတေတိချာမဲမှာနတ်ပြည်လည်းမရောက်ဘူး။အဲ့ဒီဘဝမှာမဖို့နိဗ္ဗာန်လည်းမရနိုင်ဘူး။အဲ့ဒါကံဒီအနိယေဖြစ်သွားတာသူ့အတွက်ဟန်တားလိုက်တာ။ အဲ့တော့ကမ္မန္တရာယိကကံကအနိယပြုတယ်ဆိုတာကြည်လေသာသနာ့ပြည်ကဗေမိတာရမင်းကြီးရဲ့သားတော်အစတတမင်းဆိုတာမိပြေခေါင်ကြီးကမွေးတာဗေမိတာရမင်းမှာဒီပြင်သားတော်တွေလည်းရှိတယ်သို့တော့အစတတကမိပြေခေါင်ကမွေးတာဆိုတော့သူကဘယင်ဖြစ်တယ်လေ အဲ့တော့ပေါင်းတာဘယ်သူနဲ့သွားပေါင်းတော့ဆိုဒေဝရတ်နဲ့သွားပေါင်းတာဒေဝရတ်ကလည်းအထင်ကြီးအောင်လုပ်ပြတယ်သူ့ကိုသွားစီးယုံတဲ့အခါမှာမင်းသားလေးအောင်ဖန်ဆင်းပြီးတော့သူ့ခန္ဓာကိုယ်မွေတွေနဲ့ပတ်ထားပြီးတော့မွေမင်းသားအောင်ဖန်ဆင်းပြီးတော့မွေတစားဆင်ပြီးတော့မင်းသားလေးရဲ့ရင်ခွင်ထဲကိုသွားထိုင်တာအဲ့ဒီမှာဟိုကတအားလန့်သွားတယ်ပေါ့လန့်သွားတဲ့အချိန်မှာတင်ဘသူလဲလို့ဆိုငါဒေဝရတ် ဒေဝရတ်ဆိုရင်ယဟန်ပုံစံနဲ့ပြပါဆိုအဲ့ကြတော့မှသိအထင်ကြီးသွားတကူရှိတယ်အဲ့ဒီနောက်လည်းသူဘာလုံးနိုင်တာမဟုတ်ဒါနောက်ဆုံးတကူပဲလောကလူတွေမှာလည်းပဲဒီတိုင်းပဲရှိတတ်တယ်တစုံတစ်ခုထင်ကြီးအောင်လုပ်ပြလို့ရှင်အဲ့ဒီပုံကိုတတလုံးထင်ကြီးသွားတာလည်းရှိတတ်တယ်နော်တကယ်တော့ဘာမှဆွမ်းရည်တတ္တိရှိတာမဟုတ်ဘူးနော်အဲ့တော့ဒါတွေလည်းတတိထားမယ့်အချက်တွေပေါ့ တစ်ခုလုံးနိုင်တာနဲ့အားလုံးလုံးနိုင်တာမဟုတ်ဘူး။ဘုန်းကြီးတို့တခါတုန်းကဟောထားတာရှိတယ်အစွမ်းတကူများနဲ့သာသနာဆိုတာ။ဒီအစွမ်းတကူတွေကိုမြတ်စွာဘုရားကတချို့မပြရဘူးလို့ပြောထားတယ်နော်။ဘာဖြစ်လို့မပြရဘူးလို့ဆိုတော့မျက်လှဲ့တွေနဲ့ရောနေလို့လောကီနီးတွေကလည်းဒါတွေရှိတယ်။လောကီနီးတွေနဲ့ရောပြီးရင်တကယ်တရားအစစ်အမှန်သူတော်ကောင်းတွေရဲ့ခြင်းစေပျောက်ကွယ်သွားနိုင်တယ်ပေါ့။ အခုကြည့်ဒီဝရကသွားစီယုံလိုက်တဲ့နောက်ဆုံးမှသူ့ရဲ့တိုက်တွန်းချက်အရထောင်သွင်းအကျဉ်းချထားတဲ့ခမည်းတော်တတ်ခိုင်းလိုက်ဟောအဇတတဟာတမန်ပုဂ္ဂိုလ်မဟုတ်ဘူးတိဟိတ်ပုဂ္ဂိုလ်ပဲအသိညာရှိတဲ့ပုဂ္ဂိုလ်ဖရာတရားတော်ကိုချုပ်ပြီးတော့သာနာရမယ်ဆိုလို့ရှိရင်သူကသောတပန်ဖြစ်နိုင်တဲ့အနေအထားရှိတယ်သို့တော့သောတပန်ဖြစ်နိုင်လောက်တဲ့ အနေထားတစ်ခုဟာအဖေးတတ်လိုက်တဲ့ပိတုခရကကံကျွလွန်လိုက်တာအချိန်ခါနေစပြီးတော့ပျက်စီးသွားအဟန္တာဖြစ်တာဒါဘသူကနေဟန္တာလိုက်တာတော့ဆိုသူ့လုံးတဲ့ကံကနေဟန္တာအဲ့ဒါကိုကမ္မန္တရေလို့ခေါ်တယ်နော်အနေရပြုတာကံတရားကလည်းမဲ့ဖို့နိဗ္ဗာန်ကိုမရနိုင်အောင်အနေရပြုနိုင်တယ်လို့ဆိုလို့တယ်အဲ့တော့ အမေတတ်တဲ့ကံအဖေတတ်တဲ့ကံယဟန္တာတတ်တဲ့ကံနော်ဖရာသွေးစိမ့်တီအောင် လုပ်တဲ့ကံတန်ခါသိမ့်ခွဲတဲ့ကံဒေဝရကအဲ့ဒီထဲမှာသူကဖရာကိုသွေးစိမ့်တီအောင်လုပ်ထားရဲ့တန်ခါသိမ့်ခွဲတာရဲ့ဒီကံတစ်ခုသူကျူးလွန်တယ်ဒေဝရကလည်းတမ္မာပုဂ္ဂိုလ်မဟုတ်ဘူးလေသူလည်းတကိုးဘိညာဉ်နေရတယ်ဆိုတော့သူလည်းတိရိပ်ပုဂ္ဂိုလ်ပဲ တေချာစဉ်းစားကြည့်မယ်ဆိုတော့ဒေဝရကညံ့တဲ့ပုဂ္ဂိုလ်မှမဟုတ်တာဘယ်ညံ့မလဲမြတ်စွာဘုရားနဲ့အမျိုးတော်သေးတာပဲညီကိုတုံးခွဲတော်သေးတာပြီးတော့လေသူကကောလိယမင်းသားတစ်ခုတဦးပဲရသောရာရဲ့မောင်အရင်ခောက်ခောက်ကြည့်ပဲဘယ်ညံ့မလဲဟောနောက်ဆုံးလောက်ရက်တွေကမှန်မှန်ယဉ်ယဉ်ဖြစ်တဲ့အခါကျတော့အန္တရာယ်တွေဖြစ်သွားတာသူ့ပါ အန္နရဖြစ်သွားတာဘာအန္နရဖြစ်တုံဆိုခုပြောတဲ့ကမ္မန္တရေသူ့မှာဖြစ်သွားတာပိဉ္စနန္တရိယကံကြီး၅ပါးကိုကျွလွန်လိုက်သည့်အတွက်ဒီဘဝမှာမဖြစ်နိဗ္ဗာန်ရဖို့ဆိုတာမရှိတော့ဒီဘဝကနေတည်တည်ချမ်းမဲမှာလည်းပဲကောင်းရသူတွေရောက်ဖို့ဆိုတာသူ့မှာမရှိတော့ဆုတ်ပိတ်ချင်းခံရတဲ့ဒါအနိယကြရောက်သွားတယ်လို့ဒီလိုပြောမှာလူတွေကဒါကိုတော့အနိယလို့ထင်ရင်မှထင်တာနော် ပစ္စပန်ကြုံရတဲ့မီးလောင်တာတို့သာအန္တရာယ်လို့ဒီလိုထင်ရင်ထင်တာကိုပစ္စည်းပြတ်တာတို့သာအန္တရာယ်လို့ထင်တာဒီအန္တရာယ်ကပူကြောက်စရာကောင်းတယ်ပေါ့အဲ့ဒါကိုကမ္မန္တရယ်လို့ခေါ်တယ်နောက်တစ်ခုကပါလဲလို့ဆိုရင်ကိလေသာအန္တရယ်ကိလေသန္တရယ်ကိလေသာကိုလည်းပဲ ဒီအန္တရာယိကဓမ္မတဲ့မဲ့အန္တရာယ်ပြုတ်တဲ့တရားအဖြစ်ယူဆတယ်ဒီနေရာမှာကိလေသာဆိုတာလောဘဒေါသစတဲ့ကိလေသာတွေကိုပြောတာမဟုတ်ဘူးမနေ့ကအရှင်းပြခဲ့တဲ့နိယတမိစ္ဆာဒိဋ္ဌိဒိဋ္ဌိဟာလည်းပဲကိလေသာ7ပါးတဲ့မှာပါတာဟုတ်အဲ့တော့နိယတမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒီယူဆရှိလို့ရှိရင်လေတည်တည်ချမ်းမဲ့နိုင် ကောင်းရာသူကြီးမရောက်ဘူးဒီဘဝမှာမဲ့ဖို့နေပါမရဘူးတဲ့ အဲ့တော့နိယတမိစ္ဆာဒိဋ္ဌိကိုကိလေသာတရေလို့ဒီလိုခေါ်တယ်ကိလေသာအန္တရာယ်တစ်ခုအဲ့အဲ့တွေကမက်ဖို့တားနိုင်တဲ့အရာတွေဖြစ်တယ်ပေါ့ဘလောက်ပဲရားနိုင်တဲ့အနေထားရှိရှိအခြေအနေကောင်းတွေပျက်စီးသွားတယ်တားပစ်လိုက်ကောင်းတဲ့အခြေအနေတွေကိုကုန်ဖြတ်စီးပစ်လိုက်တယ်လို့ဖြစ်တယ်နောက်တစ်ခုကဘာလို့ဆိုဝိပါကံတရေ ဝိပကံတရေဆိုတာကုသကံအဟုသကံပေးလိုက်တဲ့အကျိုးပရိသေရိစိတ်ပရိသေရိစိတ်ဆိုတာအာဟိပရိသေရိတို့နော်အာဟိပရိသေရိနေလာတဲ့ပုံကိုဘယ်လိုနည်းနဲ့မှဒီဟိုမက်ဖို့နိဗ္ဗာန်ဆိုမရသူကြတော့မက်ဖို့နိဗ္ဗာန်ကိုတားတယ်လို့ပဲပြောရသူဂတိကိုတားတာဟုတ်မက်ဖို့နိဗ္ဗာန်ကိုတား ဘလောက်ဖယ်တရားဟောဟောဘလောက်ဖယ်တရားကျင့်ကျင့်မဲ့ဖို့နိဗ္ဗာန်မရတဲ့ပုဂ္ဂိုလ်အပေပုံသားတွေဘလို့မဲ့ဖို့မရဘူးလူဘဝရောက်ပြီးတဲ့အခါမှာဒီပန္တကလို့ခေါ်တဲ့ပန္ထုတ်တို့ဥပတော်ဖြင့်စနကလို့ဆိုတဲ့ဒီအင်္ဂါရနှစ်ခုပါတဲ့ပုဂ္ဂိုလ်တွေတို့အဲ့ဒီပုဂ္ဂိုလ်တွေဟာ အဘဘပုဂ္ဂိုလ်လို့ခေါ်တာမေဖို့နိဗ္ဗာန်မရနိုင်တဲ့ပုဂ္ဂိုလ်တွေတဲ့အဲ့တော့ဆိုလိုတာကတော့အာဟိပတိတရေဆိုတာနှစ်ခုရှိတယ်အကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ဥပိ္ပခတန္တိရဏအာဟိပတိတရေကတစ်ခုကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ဥပိ္ပခတန္တိရဏတစ်ခုအကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ ဥပိ္ခတန္တိရဏစိတ်ကငရဲသာငရဲပုံကငရဲတရဝါရိမှန်သမျှအဲ့ဒီတရေစိတ်နဲ့ပဲနေရတရိစ္ဆန်နေမှန်သမျှအဲ့ဒီတရေစိတ်နဲ့ပဲပြိတ္တာတွေဟောအပေပုံနဲ့ပါပါတဲ့ပြိတ္တာတွေအတုရကယ်တွေအဲ့ဒီတရေစိတ်နဲ့ပဲနေချာအာဟိပတိတရေခေါ်နောက်ကုသိုလ် အကျိုးဖြစ်ပေမဲ့လို့အမတန်အားပြောတဲ့အဲ့ဒီဥပေက္ခတဏိရဏနဲ့ပရိသေနေတဲ့လူသားတွေဘယ်လိုပုံကမျိုးတွေဖြစ်တုံးဆိုမွေးရပါမျက်စိကန်းလာတာတို့ဆောင်းအာနာမကြာဖြစ်လာတာတို့အဲ့ဒီလိုပုံကမျိုးတွေဟာဘယ်လိုမှတရားရုတရားမြတ်ရနိုင်တဲ့အနေထားမရှိဘူးဒါဟာတရေကပေးတဲ့အန္တရာယ်လို့ဒီလိုပြောနိုင်တာ အဲ့ဒါကိုဝိပါကံတရေလို့ခေါ်တယ်။ပြင်လို့မရတော့ဘူးဒါကမွေးလာကြတဲ့ကအိုင်ကျူမပါမမိဘူးပေါ့ဒီပုံကိုယ်တွေကတရားရူမရနိုင်တဲ့ပုံကိုယ်တွေလို့ဒီလိုဆိုလိုတာသူကြတော့နတ်ပြေမရောက်ဘူးလို့တော့မပြောလို့မရဘူးပေါ့တရိစ္ဆာန်နေနတ်ပြေရောက်တာရှိတယ်ပေါ့နော်အဲ့တော့နိဗ္ဗာန်ကိုတားဆီးနိုင်တယ်ပေါ့ဒီတရေကဒီအိဗယ်ကိုပြောတာဟောနောက်တစ်ခုက ဘာလဲလို့ဆိုရင်ဥပဝါဒအန္တရာယိကဥပဝါဒဆိုတာဆွဆဲတာအရိယာကိုသွားပြီးတော့ဆွဆဲရင်ဥပဝါထံတည်းအရိယာပုဂ္ဂိုလ်ကိုဟာလားအန္တိမဝတ္ထုလို့ဆိုတဲ့ကိုချင်းတီလာနဲ့ပတ်သက်ပြီးတော့ကိုချင်းတီလာကင်းမဲ့မှုနဲ့ပတ်သက်ပြီးတော့သွားပြီးတော့ ပါရဇိကဝဋ္ထုလို့ဆိုတယ်အန္တိမဝဋ္ထု ਨੇ ဆွဆွဲပြီအရိယပုဂ္ဂိုလ်တွေကိုဆွဆွဲလိုက်လို့ရှိရင်သူကဘယ်ဖို့နေပါမရနိုင်တော့အနေဖြစ်သွားအဲသူကတော့တိလို့တောင်းပန်လိုက်လို့ရှိရင်မတောင်းပန်သမျှကလပ်ပတ်လုံးတရားထုတ်လို့မရဘူးတောင်းပန်လိုက်ရင်ခြေပြောက်သွားတယ်သူကအရိယပါဝါဒအန္တရာယ် အရိယာတွေကို ပြမားပြီးတော့ဆွဆွဲမိလို့ရှိရင်ဒီဘဝမှာအဲ့ဒီဆွဆွဲမှုဆိုတဲ့တရားဟာအန္တရာယ်ကို ဖြစ်စေတတ်တဲ့တရားတဲ့ဒါကြောင့်မလို့တခါတုန်းကဒီဟိုကျောင်းမှာဖြစ်ဖြစ်ခဲ့တဲ့ဝတ္ထုလေးတစ်ခုရှိတယ်။ယန်းတော်တစ်ပါးကသူကအရိယာပုဂ္ဂိုလ်ယန္တာပုဂ္ဂိုလ်ကြီးသူမှလေယောကရှိတယ် အစာအိမ်ယောဂရှိမနေ့စောစောဆွမ်းငံထွက်တဲ့အခါကျတော့အိမ်တရင်ကယာကူလေးလောင်းလောင်းတဲ့အခါကျတော့ယာကူလေးပူးနေတော့မယ်တောက်မှာပဲဆိုလမ်းဘေးကတစ်တုံးတရုံပေါ်မှာထိုင်ပြီးတော့အဲ့ဒီယာကူလေးမအေးခင်ဆိုပြီးတော့သူ့ယောဂါကိုပျောက်အောင်အဲ့ဒီကိုတော့ဖုံးမေးတာဖုံးမေးတော့အနန္ဒကသွားတဲ့ကိုတော်ကမြင်တယ် မြင်တော့ဒီကိုရောကြီးကမစင်မချင်ပေါ့လမ်းမေးမှထိုင်ပြီးတော့ဒီလိုလောက်ရမလားဆွဆက်ခဲ့ရဲ့သွားဆွဆက်ခဲ့ရဲ့သွားတဲ့အခါကျတော့ကြည်တာနဲ့တည်းပဲသိသွားကျောင်းရောက်တဲ့အခါကျတော့ပြောတယ်ငါရှင်ဘာတရားဓုရလဲတောတပ်ပန်အေးဆက်အာမထုတ်နေသွားတတိပေးတာပေါ့မင်းအရိယာကိုဆွဆွဲမိနေပြီပြမားမိတယ်ပေါ့လေခိုးလို့ဆွဆွဲမှုကြီးတော့မဟုတ်ပြမားမိတယ် ဒီလိုပြောတဲ့ဇာလံလေးတောင်မှပဲရှိတယ်ပေါ့အဲ့တော့ရိပဝါရဆိုတာအရိယာတွေကိုပြမမိလို့ရှိရင်တောင်းပန်ရတယ်ဝန်ချာဒါကြောင့်မလို့အခုရိတ်တာတွေပါဆိုလို့ရှိရင်ဆရာတော်ကြီးတွေကညွန်ပြထားတယ်တရားအထုတ်ခံနေပါဆိုရင်အရိယာပုဂ္ဂိုလ်တွေကိုစွဆွဲမိသည်ရှိတော့ဝန်ချာတောင်းပန်ပါတယ်ဆိုတာလေးကိုဆိုရဟုတ်ဒါဘာလို့လို့ဆိုမက်ဖို့ရဲ့အန္တရာယ်ဖြစ်မှာဆို အဲ့ဒါကိုဥပဝါဒံတည်းလို့ခေါ်တယ်ပေါ့ဟောနောက်တစ်ခုကတော့နောက်ဆုံးတစ်ခုကဘာတော့ဆိုလို့ရှိရင်အာနာဝိတိတ်ကမန္တရအာနာဆိုတာမြတ်စွာဘုရားကအမိန့်ချမှတ်ထားတာမြတ်စွာဘုရားအမိန့်ချမှတ်ပြီးတော့ဥပရိထုတ်ထားတဲ့ဟာကိုဝိတိတ်ကမကျူးလွန်တဲ့အန္တရဒါကယဟန်ဒီမှာအဘတ်ခုနှစ်ပုံဆိုတာရှိတယ် အဘခုနှစ်ပုံစံရှိတယ်ဒီပြောတဲ့ဆိုတဲ့အခါမှာယဟန်ပြီပြီသားသားမပြောလို့เนาะအပြောဆိုနဲ့ပတ်သက်ပြီးတော့ယဟန်မပြီတဲ့အပြောမျိုးတွေပြောရင်ဒုဗ္ဗတိတအဘပြောဆိုမတတ်တဲ့အဘလှုပ်ထားခိုင်းတာယဟန်မပြီတာဘူးပြမှုကျွလွန်နေဒုက္ကတအဘ ပြီးတဲ့အခါမှာရသော်ဗျာပြည့်ညတ်ထားတဲ့သိခါပုတ်62ခုတည်းပါစိတ်အဘထိုပါစိတ်အဘတဲ့နည်းနည်းအပြည့်ကြီးတာထုံနေစင်ပြီးတဲ့အခါကျတော့တန်ဃာဒိဋ္ဌိအဘတုပါရာဇိကအဘတုရဟန်းတော်တွေမှာဒီလို အဘတ်တွေပြည့်ညတ်ထားတာရှိတယ်ပေါ့ပါရာဇိကတို့တန်ဃာဒိဋ္ဌိတို့ထုံလက်စင်းတို့ဟောဒုက္ကတ်တို့ဒုဗ္ဗာတိတို့ပါဋိဒေသနီတို့ဆိုတဲ့ဒီအဘတ်တွေရှိတယ်ပေါ့နော်အဲ့ဒီအဘတ်တွေကျွလွန်ပြီဆိုလို့ရှိရင်ဒီအဘတ်ခုနှစ်ပုံကျွလွန်ပြီဆိုလို့ရှိရင်ဒေသနာကြားရင်ကြား ို့မဟုတ်တန်ခါရတဲ့အဘဆိုလို့ရှိရင်တော့ပြိဝတ်ဆောက်တည်ပြီးတော့ဒီအဘကလွတ်လွတ်မြောက်စေတတ်တဲ့နီးသူ့နီးစနစ်အတိုင်းလှုပ်ရင်လှုပ်ပါရဇိကအဘဆိုလို့ရှိရင်ဘုန်းကြီးဘွားကိုစွန့်ရင်စွန့်အဲ့ဒါလို့ကုစားမှုဒေသနာဂามိဥဋ္ဌာဏဂามိနီလို့ဆိုရက်ကုစားမှုတစ်ခုခုနဲ့မကုစားသေးသမျှကလပတ်လုံးမဲ့ဖို့နေမှာမရဘူးတဲ့ ုစားပြီးရင်တော့မက်ဖုန်လေးပါရနိုင်တယ်ဒီလိုဆိုလိုတာအဲ့တော့ဒီအာနာဝီတိတ်ကမန္တရေဆိုတာမြတ်စွာဘုရားပြည့်ညတ်ထားတဲ့သိခါဘုရားဒီကြီးလေးတဲ့သိခါဘုရားကြီးတွေမပြောနဲ့တဲ့ခေါဏဒုက္ကတုဒုက္ခတိတို့အသေးဖွဲသိခါဘုရားလေးတွေတောင် ကုစားမှု မပြုတ်ဘူးဆိုလို့ရှိရင်တိရတန်နဲ့ကျွလွန်ပြီးတော့ကုစားမှု မပြုတ်ဘူးဆိုရင်မက်ဖို့ရဲ့အန္တရာယ်ကိုတားတယ်။ဒါကြောင့်မို့လို့တန်ဃာတွေဟာဒီတမန်တန်ဃာတွေတိအဘကလွဲရင်ခြံတဲ့အဘတိကိုဒေသနာချားကြတယ်။ဒေသနာချားတယ်ဆိုတာကိုယ့်အပြစ်ကို ဖွင့်ပြီးတော့ပြောတာ။ကိုယ့်အပြစ်ကိုဖွင့်ပြောတာ။ ခွင့်ပြောပြီးတဲ့အခါမှာနောင်တာရှောင်မမယ်လို့ပဋိညင်ပေးတာဝန်ခံမှုပေးလိုက်တဲ့ဖြင့်ဒီပြစ်မှုကျူးလွန်မှုတစ်ခုဟာဒီပေါ်မှာတန်တရားဖြစ်ပြီးတော့ဝိပတိတာရဇဆိုတဲ့ပြစ်မှုတွေမဖြစ်တော့ဘူးပေါ့ဆိုလိုတာကအဘကျူးလွန်တဲ့အချိန်တုန်းကဖြစ်တဲ့အကုသို့ကဖြစ်ပြီးပြီဒါအပြင်လုံးမရနော် အကုသိုလ်ကနှစ်ခုရှိတယ်ပေါ့အာရမ္ဘဇဆိုတာလုတ်တုံးကဖြစ်တယ်အဲ့တော့လုတ်တုံးကဖြစ်တဲ့အရာတစ်ခုကိုမလုတ်ဘူးလို့ပြောလို့မှရမှာမရပြီးသွားပြီလေသူကပြင်လို့လည်းမရပြင်လို့မရဒါဖြင့်ဒေသနာကြားတာဘာကိုပြင်တာတော့လို့ဆိုလုံမိတဲ့အပေါ်မှာထပ်ပြီးတော့နှလုံးမသာမရာဖြစ်နေတဲ့အကုသိုလ်တွေမဖြစ်အောင် ဝိပတိတာရသနှလုံးမသားချင်းကြောင့်ဖြစ်လာတဲ့အကုသိုလ်တွေကိုတားဖို့လူတွေဆိုတာဖွင့်ဟပြီးဝန်ခံလိုက်လို့ရှင်ရင်ထဲမှာရှင်းသွားဒါအတွက်စိတ်အေးသွားတယ်ပေါ့အဲ့ဒါဖြစ်ဖို့ရာအတွက်ဒေသနာကြားရတာဒါကြောင့်မို့ဒေသနာကြားတဲ့အခါမှာအိုက်တိန်အောက်သောတံဝရေယတိနောင်ဆောင်စည်းမလားဆိုတဲ့အချက် သာရုတ္တုဗန္တိသံဝရိတ္တမိဆိုစောင့်မမဲဆိုတဲ့ပဋိညင်ပေးရအဲ့ဒီဝန်ခံချက်ဒီအကုသိုလ်တွေဆက်ပြီးတော့မဖြစ်အောင်ဟန်တားလိုက်တဲ့သဘောပဲရှိတယ်ပေါ့ပြီးပြီးသားကိုဖြတ်ထားမဟုတ်ဘူးနော်ပြီးပြီးသားကိုဖြတ်လို့မရဘူးအဲ့တော့ဆက်ပြီးတော့မလာအောင်ဟန်တားပေးလိုက်တဲ့သဘောအဲ့လိုအဘတ်တီ တင်းရောက်တဲ့အခါမှာဒေသနာကြားရမယ်။အဂရတိအဘဆိုဝတ်ဆောက်ပြီးတော့ဝတ်ဆောက်တည်ပြီးတော့ကုစားရမယ်။ပါရဇိကအဘဆိုရင်လူကိုလဲတယ်။ဟောအဲ့ဒီနီးနဲ့ကုစားမှဒီအန္တရာယ်ကလွတ်မြောက်တယ်။အနုမို့ဆိုလို့ရှိရင်အဘတန်လန်းနဲ့ဆိုလို့ရှိရင်နော်။မြတ်စွာဘုရားဟောထားတယ်။အဘတန်လန်းနဲ့သိလို့ရှိရင်နဲ့ငရဲနဲ့တရိစ္ဆာန် တစ်ခုခုပဲဒီလိုဆွလို့တာပေါ့နော်။ဒါကြောင့်မို့လို့နဲ့တူတယ် ရှိတော့ကဘရင်လက်ထက်ကဆရာတော်ကြီးတွေရှိတယ်။ပါပတိကတဘိခွေဒိဏံဂတိဏံပါတိကင်ခ။အာဘရှိတဲ့ပုဂ္ဂိုလ်သိရင်တော့မျောလင်းเสียနှစ်ခုပဲရှိတယ်။ငရဲနဲ့တရိษံပဲလို့အဲ့လိုမျောစင်းเสียရှိတယ်ဆိုတာကိုသိလို့ရှေးဆရာတော်ကြီးတွေကအေးအာဘဆိုတာတွတ်နိုင်ခဲ့တယ်။ဒါကြောင့်မို့လို့တေကနီးကြတော့ဘာလို့ကြလဲလို့ဆိုရင် လူကိုလဲကြတယ်ရှေးတခက်ရှိတယ်မင်းနေလက်ထက်ကနော်ဒီကနေ့မှနေမကောင်းဘူးဆိုရင်လူကိုလဲတယ်သူလဲပြီးတော့၅ပါးသီလ၈ပါးသီလစောင့်တည်ကြဘာဖြစ်လို့တော့အာဘနဲ့တည်လို့ရှိရင်တို့ငရဲလာမှာဆိုရင်ကြောက်ဗမာပြည်မှာရှိတယ်အဲ့ဒါလို့လုပ်တယ်မှတ်တမ်းလေးတွေရှိတယ်ပေါ့နော်